တိုက်ကြီးမျိုးတွင်ဘုံကထိန်လှည့်ရမှမတော်တဆဒလိုက်မှုဖြစ်ပေါ်မြမဒလိအရာတဆောင်မလအချိန်ခါကိုရောက်ရှိလာပြီဖြစ်တဲ့အတွက်ပရိသာပင်လှည့်လည်မှုတွေဘုံကထိန်တွေကတနိုင်ငံလုံးအနှံ့ပြပါဗိန်းတနည်းမှတစ်ခါပဲလှုပ်ရတဲ့ပွဲလန်းသပင်ဆိုတော့သူ့ထက်ကအပြိုင်ဆိုင်စီစီကကလှုပ်ကြသလုံးအိမ်လိုလုံးနေရင်လည်းတစ်ခါတရံမထင်မှတ်ထားတာတွေကဖြစ်သွားတတ်တယ်ရှင်အခုလည်းရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးမျိုးမှာပရိသာပင်လှည့်နေရင်ကနေဓာတ်ကျိုးနဲ့ချိတ်မိကဓာတ်လိုက်သွားကြတဲ့ဖြစ်ရပ်တစ်ခုဖြစ်သွားခဲ့တာပါ ဖြစ်စဉ်ကတော့အောက်တိုဘာ26ရက်နေ့မနက်10:00နာရီအချိန်လောက်မှာတိုက်ကြီးမျိုးနယ်ကြီးရွာတရွာကနေပဒေသပင်နေပြစ်လောက်ကဖုန်ကြီးချောင်းသွားပို့မဲ့လမ်းတစ်လျှောက်မှာလှည့်လည်ပြခဲ့တာပါအဲဒီလိုလှည့်လည်ရင်ကနေလူ၄ယောက်တဲဆောင်လာတဲ့ပစ္စည်းပဒေသပင်တစ်ခုကဓာတ်ကြုံနဲ့ညှိပြီးမိပွားရီကြလာကပဒေသပင်တစ်လျှောက်လျှက်စစ်ဓာတ်တွေကိုပြီးကင်ဆောင်ထားတဲ့သူတွေနဲ့အနီးနားကလူတွေကိုဓာတ်လိုက်စေခဲ့ပါတယ်တရင်ရကတော့ပြင်းပြင်းထန်ထန်လိုက်မှုဖြစ်ပွားခဲ့တယ်လို့သိရပြီးဓာတ်လိုက်သူတွေအကောင်လုံးသတိလေးသွားလို့အရေးပေါ်စိန်ုံတင်လိုက်ရတယ်လို့ဆိုပါတယ်အခုချိန်မှာတော့စိန်ုံတင်ထားရတဲ့သူတွေအ ကုန်တတ်တာလာပြီလို့ဆိုကြပေမဲ့လည်းတချို့ဆိုရင် မီးလောင်ထန်ရာတွေရရှိသွားကောင်ဈေးရုံပေါ်မှာဖက်တီအဖွေးသားနဲ့တွေ့မြင်နေရပြန်ပါတယ်။ဒီလိုဖြစ်ရတဲ့အဓိကသောချက်ကတော့လမ်းမှာတွေ့တန်းထားတဲ့အဲ့ဒီဓာတ်ကြိုးကနိုင်နေပြီးတည်လာတဲ့ဗရေတာပင်ကတော့ပုံမှန်ထက်ပိုမြင့်နေလို့ပဲဖြစ်ပါတယ်။နောက်ပြီးဓာတ်ကြိုးတွေကိုအရှိကနေဝလုံးနဲ့ချိုဖဲပေးမဲ့အဖွဲလည်းမရှိတဲ့အတွက်ဓာတ်ကြိုးနဲ့ဗရေတာပင်ရဲ့ထိတ်ကညစ်မိကောင် ခုလိုဖြစ်ပျက်သွားခဲ့ရခြင်းပဲဖြစ်ပါတယ်။ကိုယ်တော်ကောင်းမှုလုပ်နေတဲ့အချိန်ဖြစ်သွားတယ်လို့ဆိုရပေမဲ့အသက်ကိုညံဆောင်နေဆိုတဲ့အတိုင်းတေချာချုပ်တင်ပြင်ဆင်ထားခြင်းမရှိတဲ့အတွက် အခုလိုပေါ်ဆတဲ့အမှားမျိုးဖြစ်သွားရတယ်လို့ပဲယူဆလို့ရပါတယ်။ဘလို့ပဲဖြစ်ဖြစ်ပါဒီအဖြစ်အပျက်ကိုသင်ခန်းစာရွက်ကနောက်ပိုင်းပရိသတ်ပင်တွေပုံကထိန်လှမ်းမဲ့သူတွေလည်းပုံမှုသတိထားဆောင်ရွက်ကြဖို့ပြောလိုက်ပါစေရှင်။ဂျန်ပရိသတ်များလုံးကိုကျေးဇူးတင်ပါတယ်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။